မင်္ဂလာပါအခုတော့ကျွန်တော်ဒီနေ့ဘောနော Space and Time Jupiter ဆိုတဲ့နေရာမှာရောက်နေပါတယ်ခင်ဗျာဒီထဲမှာဘာတွေရှိမလဲဘယ်လိုမျိုးလဲဆိုတာကျွန်တော်လည်းတကူလိုက်ကြည့်ပေးပါဦးခင်ဗျာဝင်ကြီးကတော့တယောက်ကို699ပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့999ပဲနဲ့ရခဲ့ပါတယ်ခင်ဗျာဒါကဘယ်နေရာမှာရှိလဲဆိုရင် Seagon Bank ဆိုတဲ့ shopping mall ထဲမှာရှိပါတယ်ခင်ဗျာ MRT Blue Line စီလာမယ်ဆိုရင် Passenger Rail BL 36ဂိတ်မှဆင်းလာတဲ့တန်းရောက်ပါတယ်ခင်ဗျနေရာလေးကတော့ဒီကုန်တိုက်ရဲ့အောက်ဆုံးထဲမှာရှိပါတယ်ခင်ဗျဝင်ပေါ်ဝါကနေစပြီးတော့မှသူတို့ LED mini တွေနဲ့တိတိကျကျလေးလာလာပပလေးပြင်ဆင်ပေးထားတယ်ပေါ့နော် အင်မတန်မှလပါရယ်ခင်ဗျာဒါလေးကတော့ Deep World ဆိုတဲ့အတိုင်းတကယ်ကိုနဲ့ဆိုင်တဲ့ရေတွင်းဟောင်းပြည့်ကြီးပဲဖြစ်ပါရယ်ခင်ဗျာမျက်စိနဲ့ကြည့်ရတော့အဆုံးထိမမြင်ရဘူးပေါ့နော်တနေရာနဲ့တနေရာပုံစံမတူအောင်အမျိုးမျိုးလှုပ်ပြီးတော့မှသူတို့ဖန်တီးထားတဲ့လပါတဲ့နေရာလေးတွေပါဒါလေးတွေကလူရဲ့မျက်လုံးကိုလက်စားထားတဲ့လေကတဲ့နေဆင်းလာတဲ့ပုံစံလေးပေါ့နော် ဒါလေးကတော့ကျွန်တော်တို့အိမ်ခမုတ်ပေါ်နေမိရတဲ့မြေကွေးလေးပုံစံလုပ်ပေးထားပါဘောเนาะဒါလေးကတော့ Magic Mirror လို့ပြောမှာပေါ့เนาะကျွန်တော်တို့ဝင်ကဘာထဲမှာလမ်းပြောင်းနေလို့မျိုးပဲဟာကကျွန်တော်တို့လမ်းမှန်လဲဆိုတာကိုရွေးချယ်ပြသွားအောင်ပဲဖြစ်ပါတယ်ခင်ဗျာ Wow ဝင်ကဘာထဲရောက်နေ Oh Oh my god Wow universe ထဲရောက်တော့ရယ် ခဲ့၍လာလည်မယ်ဆိုရင်ကိုဝုတ်တဲ့အဝတ်စားတွေကအယောင်ရွေးမမဖို့လို့မယ်ပေါ့နော်တက်ပုံလက်လာလေးရိုက်ချင်တဲ့လူတွေအတွက်အဝတ်စားကကောင်းလေးရွေးချယ်ခဲ့ပါလို့မှာချင်ပါတယ်ခင်ဗျာထဲပြီးတော့ like ခဲ့ပေးပါဦးဒီနေရာလေးကတော့ကျွန်တော်အရင်သဘောကျတဲ့အထက်ပါတယ်ပေါ့နော်ဒါလေးဆိုရင်ကျွန်တော်တို့တကယ်တရုတ်ယွာလေးမှာရောက်သွားသူတွေမျိုးခံစားရတယ်ပေါ့နော်နည်းနည်းတော့ကောင်းမှုတွေပြဆဆဝေဝေချင်းမှာကျတော့တော်တော်လေးကိုလာတယ်သူတို့လှုပ်ထားပြရလေး တကယ် feeling ရတော်တော်မိုက်တယ်တခါမှမမြင်ဘူးလေအဲ feeling မျိုးတခါမှမခံစားဘူးလေအဲတွေ့ကြုံမျိုးတွေခံစားရတယ်ပေါ့နော်အမြင်လေးတော်တော်လေးမိုက်တယ်ဒီမှာကြီးလိုက်ပါကိုကိုကို super hero လို့လို့ပါလို့နဲ့အကွက်တွေပြလိုက်တယ်တကယ်တော်တော်လေးမိုက်တယ်ဗျဒါလေးဆိုရင်ကျွန်တော်တို့ကြည်ုံကျွန်တော်တကယ် universe ထဲမှာရောက်သွားသူလိုမျိုးပေါ့နော်။ကိုကတကယ်ကပအပြင်မှာရောက်ပြီးတော့လေဟာနေထဲမှာသွားနေသူလိုမျိုးခံစားရတယ်။ ပြည်ဒီနေရာလေးอ่ะတဘောအကြဆုံးပဲတော်တော်လေးမှိုက်တယ်ကြည့်ဦးဒီမီးရောင်တွေကသူကအချိန်နဲ့ပြောင်းလဲနေတယ်ဗောနော်ဒီတရောင်နဲ့တရောင်လည်းမတူဘူးတော်တော်လေးကိုလာတယ်ဒါလေးကိုဒီလိုရိုက်ဖွဲ့သွဲဆိုရင်လူများနဲ့အချိန်ဆိုရင်အဆင်မပြေဘူးနော်စောင့်နေရမှာဖြစ်ပါတယ်အာသူကဒီဟာတစ်ခါတစ်ခါလာတာလေ ရှိပေမဲ့ကျွန်တော်တို့အချိန်ကြာရင်ဆောင်းအောင်ပါပေါ့နော်တစ်ခုနဲ့တစ်ခုထွက်လာတဲ့ပုံစံချင်းလည်းမတူဘူးဒါကြောင့်မို့သွားမယ်ဆိုရင်ဒီလိုရိုက်ချင်တယ်ဆိုရင်လူရှင်းနေတဲ့အချိန်မှာပဲအချိန်ပြည့်မယ်ခင်ဗျာမဟုတ်ဒီညမှာလူအုံနေတဲ့အချိန်ကြာရင်ဒီလိုရိုက်ဖို့အတွက်ဆိုရင်အဲမဖြစ်နိုင်ဘူးပေါ့နော်တော်တော်လေးလူရှုပ်နေမှာဖြစ်ပါတယ်ဒါကြောင့်ဒီလိုရိုက်ဖို့ဆိုရင်လုံးဝလူရှင်းနေတဲ့အချိန်နဲ့ ိုးမှပဲအဆင်ပြေပါမယ်ခင်ဗျာကြည့်ပါအောင်ကျွန်တော်အရန်တပေါ်ကြတယ်အရန်လာတယ်ဒါနေထဲရောက်သွားသူလိုမျိုးစစ်ကြောင်းဝင်အပြစ်ဖဲရောက်သွားသူလိုမျိုးခံစားရစီပါတယ်ဒါလေးကတော့ကျွန်တော်ကဘာမီပြပေါ်ပြန်ဆင်းလာပြီးတော့မှရွှေတဘာဝရှုခင်းတွေကိုခံစားရတဲ့ feeling မျိုးခံစားရစီပါတယ်ခင်ဗျာထဲပြီးတော့မှလိုက်ခဲ့ပြီးပါအောင်เนาะသူတို့လှုပ်ထားတဲ့တဏီယာနဲ့တဏီယာကလုံးဝပုံစံမတူပါဘူးခင်ဗျာ ရိုးတွားတယ်ကိုမရှိဘူးเนาะဒီတစ်ခုပြီးနောက်တစ်ခုဆိုရင်နောက်တစ်မျိုးပုံစံတစ်မျိုးပြီးတစ်မျိုးပေါ့เนาะဆွဲဆောင်မှုတွေတစ်ခုပြီးတစ်ခုရှိနေတယ်ထူးထူးခြားခြားတွေဖြစ်ပေါ့เนาะကျွန်တော်တို့လိုတော့သားတွေအတွက်တော့ပို့ပြီးတော့မှထူးခြားတယ်ပေါ့เนาะဒါဘဝမှာပထမဆုံးရောက်ဘူးတဲ့နေရာပေါ့เนาะတော်တော်လေးလာတယ်တော်တော်လေးကိုစိတ်ချမ်းသာခဲ့ရပါတယ်ခင်ဗျာတော်တော်လေးကို uh relax ဖြစ်တယ်ပေါ့เนาะပြီးဒီညလေးကတော့ကျွန်တော်တို့ထိုင်ခုံကနှစ်ခုပဲရှိရတယ်ဒါပေမဲ့သူကအများကြီးရှိတယ်လို့မန်နေနဲ့လှုပ်ထားပြီးတော့မှသူကလဲစားထားပါပေါ့เนาะပြီးရင်ဒီညလေးကကျွန်တော်အရန်နဲ့သဘောကျတယ်ကျုံဒီညလေးတွေဆိုရင်ကိုလှုပ်တဲ့အတိုင်းသူလိုက်လှုပ်ပေးတယ်ကိုကတူလိုလိုက်ကပေးပေါ့เนาะတော်တော်လေးမိုက်တယ်ဒါကိုရဲ့ပုံရိပ်ကိုကိုပြင်မြင်ရတယ်လို့မျိုးပေါ့နော်သူတို့ရဲ့တီထွင်ထားတဲ့အရာလေးတွေကိုလည်းကြည့်ပြီးတော့မှတော်တော်လေးကို အံ့ဩမိရပေါ့နော်ဘယ်လိုများလှုပ်ထားရလဲအဲကျွန်တော်တို့လိုနားမလည်တဲ့လူတွေကတော့အထူးဆိုင်ပေါ့ဗျာထပ်ပြီးတော့မှလိုက်ခဲ့ပေးပါအောင်ခင်ဗျာအရန်လာတဲ့နေရာလေးတစ်ခုကိုခေါ်သွားပေးမယ်เนาะဒါကတော့အဲတဲ့ဝင်နေတဲ့ပကြီကားလေးပြီးသွားတယ်ဒါကတော့ကျွန်တော်တို့အနောက်ခံ background နေပြီးတော့မှကြည့်မယ်ဆိုရင်တော့တွင်ထဲရောက်သွားတဲ့မျိုးခံစားရပါတော့ကဲအလဆုံးနေရာကိုခေါ်သွားပေးပါမယ်ကဲကြည့်လိုက်ပါအောင်ဒီနေရာလေးကကျွန်တော်ပေါ့နော် ြည့်အောင်ကျွန်တော်ဘယ်နဲ့ရောက်ဖြစ်သွားလဲဆိုတာအခုနေရောက်ဖြစ်သွားပါတော့ဒီနေရာလေးဆိုရင်တကယ်အိုင်ဒီယာကကောင်းရှိရလူတွေအတွက်တပ်ပုံရိုက်တာအရင်နဲ့လာမှာဖြစ်ပါတယ်ဗီဒီယိုရိုက်တာအရင်နဲ့လာမှာဖြစ်ပါတယ်ခေါင်းလေးတော့နည်းနည်းဘူးသွားပါတယ်ခင်ဗျာခွင့်လွှတ်ပေးပါတော့ပြင်ဒီရရဒီနေရာလေးကကျတော့မီးရောင်ကလည်းတမျိုးပြီးတမျိုးပြောင်းလဲနေတာအရင်လာတာပဲကြည့်လိုက်အောင်တော်တော်လေးကို မိုက်တယ်ပေါ့နော်ကျွန်တော်တို့တခါမှမမြင်ဘူးအဲ့လိုမျိုးတွေဒါတော်တော်လေးကိုမိုက်တယ်ဗျကျွန်တော်မြင်ဘူးလည်းများလည်းပါလေပြီးရင်ထပ်ပြီးတော့မှလိုက်ခဲ့ပြီဒါကကျတော့ဂန်းချေတူပေါ့နော်ကျွန်တော်တို့အော်ဂန်းချေကိုမသွားနိုင်တဲ့လူတွေတွေ့ဒီနေရာမှာလာပြီးတော့မှဂန်းချေမှာလမ်းလျှောက်တူလို့လို့အာလာပြီးတော့မှတပ်ပုံတွေရိုက်လို့ရပါတယ်ခင်ဗျထပ်ပြီးတော့ကျွန်တော်ရေအောက်ထဲကိုရောက်သွားပါတယ်ဒါလည်းတော့ကျွန်တော်ရေအောက်မှာရောက်နေပေါ့နော်ပြည်နယ်ငားလေးနေတဲ့ရေလေးမှာ တော့မိုက်တယ်ခင်ဗျ။ Okay ခုတော့ကျွန်တော်ဒေါ်လာလေးတွေပိုက်နေပါပြီ။တသိဖြစ်သွားပြီပေါ့နော်။ Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီနေရာမှာဆိုရင်ကျွန်တော်ကစားလို့ရတယ်ပြီးတော့ပုံလေးတွေဆွဲလို့ရတယ်ပေါ့နော်ကျွန်တော်အယောင်တွေခြေလို့ရတယ်ပုံလေးတွေကတော့သူတို့ဆွဲပြီးသားပေါ့နော်။ပြီးဒီနေရာမှာကျွန်တော်ကလေးတယောက်လိုမျိုးပေါ့နော်စိတ်လွတ်ကိုလွတ်ကိုဆော့ပလိုက်တယ်ကျွန်တော်ဆော့တာတွေ့တော့ဟိုနိုင်ငံခြားတိုင်းလေးလိုက်ဆော့တယ်ကျွန်တော်လိုမျိုးလေးတော်တော်မိုက်တယ်ပြီးတော့ ီလိုမျိုးပေါ့နော်ဂိမ်းလေးတွေလည်းဆော့လို့ရတယ်ဒီအကောင့်လေးတွေဟိုဘောလုံးနဲ့ပြည့်အဲ့လိုမျိုးပေါ့တော်တော်ပြောဖို့ကောင်းနေပြဒီမှာတော်တော်လေးကိုအတန်းပြေခဲ့ရပါတယ်ကလေးတယောက်လိုလွလွလပ်လပ်နဲ့ပျော်ရွှင်ခွင့်ရခဲ့ပါတယ်ခင်ဗျအခုတော့ကျွန်တော်တို့ကစားလုံးမောလို့ပြန်လာပြီပေါ့နော်အရန်ပြောဖို့ကောင်းပါတယ်ဒီကျွန်တော် 3D တွေအရန်လာတယ်အရန်ကခေါင်းတော့နည်းနည်းမူတော့ပါပေါ့နော်တကယ်ကိုအရန်လာတယ်သူတို့အရန်လို့တက်တယ်ပေါ့နော်အကြွေဘယ်ကောက်ရောက်လဲဆိုရင်ဒီနေရာမှာလာလေကြည်ပါလို့အရန်နဲ့ ော်စရာကောင်းတယ်ကိုယ့်ရဲ့တနေ့တာလုံးကိုပျော်ရွှင်မှုတွေကိုဒီလိုမှလာဖြတ်တန်းကြည့်ပါလို့အားလုံးပဲပိုက်ပါပါ